ကဲအားလုံးပဲမင်္ဂလာပါဟိုပါဗောဒီနေ့အဲကျွန်တော်เออပြောပြပေးမှာဟိုအရင်16ရက်နေလာတယ်ဆိုတော့ညီမလေးပေါ့เนาะဒီတယောက်အဲသူ့ကိုသူဘလို့လာလဲပေါ့เนาะသူဘလို့ရောက်လာလဲဆိုတာအဲအခုလူကိုယ်တိုင်ကျွန်တော်အမေးကြည့်ပေးမယ်အဲပြီးတော့အရင်ရက်ကကျွန်တော်ဗီဒီယိုတခုတင်ထားတယ်အဲတင်ထားတဲ့ဗီဒီယိုကသူလာခဲ့တဲ့အဲသူလာခဲ့တော့ ပေါ်တော့သူ့ကိုဟိုပေါ်တော့ဒီ guideline ပေးတဲ့ဒီလုပ်ငန်းနဲ့ပတ်သက်တာဆော့ဆာနဲ့ပတ်သက်တာတွေအားလုံး guideline ပေးတဲ့ဟာတခုကိုကျွန်တော်မေးပြီးတော့ကျွန်တော်ကအရင်ဗီဒီယိုတွေမှာတော့အဲ့ page တခုကိုကျွန်တော်တင်ပေးထားတယ်ပေါ့နော်ဆိုတော့ HP နဲ့ပတ်သက်ပြီးတော့လည်းသူပြောပြမယ်အဲပြီးတော့အခု तू ဘယ်လိုလာခဲ့လဲဆိုတာကိုလည်းအခုတခါတည်း तू ပြောပြပေးလိမ့်မယ်ပေါ့နော်အဲကင်ညွှန်းလေးတစ်ချက်ပြောပြပေးပါဦး ဟုတ်အညီမကဒီကို Shanghai Carter Visa နဲ့လာတာပေါ့နော်အဲသူကကြတော့ဒီဘာတွေဟိုလိုအပ်လဲဆိုလို့ရှိရင်တော့အ ਨੇ ဆုံးသူကပညာရေးရှင်ရ University Graduate ဖြစ်ရမယ်အဲတကယ်လို့ University Graduate မရှိဘူးဆိုလို့ရှိရင် Vocational Training at least 2 year ရှိရမယ်ပေါ့နော်ဒါကတော့ Education Background အနေနဲ့ပေါ့ Skill Worker အနေနဲ့လည်း Engineer တွေဆရာဝန်တွေ IT Professional တွေလည်းရှောက်လို့ရရပေါ့နော်အဲ Language လိုတယ်အဲ English စာ C1 ရှိရင်ရှိမဟုတ်ရင် B2 ပေါ့ဂျာမန်ကတော့ at least B1 တော့ရှိရင်ပို့ပြီးတော့ကောင်းတယ် point system နဲ့မှာအကျုံးဝင်တယ်ပေါ့နော်။သူက point system နဲ့လည်းအာရှောင်လို့ရတယ်ဆိုတာအနည်းဆုံး6 points ရလို့ရှိရင်စပြီးတော့ရှောက်လို့ရတယ်။ financial အနေနဲ့ကျတော့အာဘာတွေလို့လဲဆိုရင် block account ဖွင့်ရတယ်ပေါ့နော်။ block account ကဒီ amount က13321ချက်ထည့်ရတယ်ပေါ့။ထည့်ပြီးွားလို့ရှိရင်တော့ဒီ visa application ကိုစပြီးတော့ဟိုစောင့်ရွက်လို့ရပြီပေါ့ဟုတ်။အဲ့ဒီမှာဖြတ်မိခြင်းတာကဟိုပေါ့နော် language နဲ့ပတ်သက်ပြီးတော့ english က C1 မဖြစ်မနေရှိကိုရှိရမှာလားဒါမို့ ပြီးထားရမှာလားဒါမှမဟုတ်နှစ်ခုစလုံးရှိဖို့လိုအပ်တာလား um point system nan skin worker နဲ့ရှောက်မယ်ဆိုလို့ရှိရင်ကြတော့သူအင်္ဂလိပ်စာကိုတော့မပြောပြင်မဲ့အာတကယ်လို့ German B1 မရှိဘူးဆိုရင် German A1 နဲ့အင်္ဂလိပ်စာ B2 တော့ရှိရမှာရှင်အင်္ဂလိပ်စာ B2 နဲ့ အာအင်္ဂလိပ်စာပြီးတူးနဲ့အာသူကဟိုဟာလေဂျာမန်ကတော့ A1 skill worker ဆို non skill worker ဆိုလို့ရှိရင်ကတော့သူကဂျာမန်က B2 ဆိုလို့ရှိရင်အာ B1 ဆိုရင်2 points ရတယ်ပေါ့နော်အဲ့လို points တင်နေသူကသွားတာပေါ့အဲ့လိုမျိုးတကယ်လို့ C1 ရရင်တော့သူက point ထဲမှာထအင်္ဂလိပ်စာကို C1 ရလို့ရှိရင် points ထဲမှာအာ2 point ထပ်ပြီးတော့ count လုပ်ပေးတယ် အော်အဲ့တော့အင်္ဂလိပ်စာ C1 ရထားတာရောအဲဂျာမန် B1 ရထားတာဆိုရင်ဒါ points ပို့တိုးပြီးတော့ visa ရနိုင်ခြင်းပုံများတယ်ဟုတ်ပါတယ်အဲ့လိုအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ရှင်အဲ့တော့ဟိုဟာအဲ့တော့ blog account ထဲမှာအဓိကဒီဒီပေါ့နော်ရှန်ဆန်ကာတယ်ပေါ့ဒီ job seeker အနေနဲ့အဲ့လိုလာမယ်ဆိုရင်အဓိကလိုအပ်တဲ့အချက်၃ချက်ကမဖြစ်မနေရှိရမယ်၃ခုကပဲရည်လေအာ education background ပေါ့ education background ရှိရမယ်အဲခုနကညီမပြောသလို university graduate ဖြစ် ဖြစ်တော့၎င်းဒါမှမဟုတ်လဲ vocational training at least 2 year ပေါ့နော်အဲ့ဒါ education background နေနဲ့ financial ရှိရမယ် financial blog account အမောင်းပေါ့နော်ခုနအာနောက်တစ်ခါကျတော့ language ပေါ့ language လည်းရှိရမယ်အဲ့ဆို now point system နဲ့ရှောက်မယ်ဆိုရင်အာ6 points အနည်းဆုံးရအောင်စပြီးရှောက်လို့ရပါပြီကိုအဲ့တော့အာဘွဲရဘွဲလဲရထားရမယ်နောက်တစ်ခုကဂျန်နက်ဒီ career line နဲ့ပတ်သက်တဲ့ university ပြီးထရာတို့ certificate အဲ့ဒါမျိုးလဲနှစ်ခုစလုံးရှိမှဖြစ်တာလားဒါမှမဟုတ်တစ်ခုတည်းရှိရောဖြစ်လား တကယ်တော့နှစ်ခုဆလုံးရှိရင်တော့ visa ပို့ပြီး strong ဖြစ်တာပေါ့နော်တကယ်လို့မရှိခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဘွဲကိုဟိုဟာအတိမတ်ပြုတ်မပြုတ် recognition တွေပါတွေကတော့ထက်လိုလာတာပေါ့နော်အဲဒါတွေကလိုလာပြီဆိုလို့ရှိရင်တော့ तू ကအဲဟိုရှောင်ရမယ့်နေရာရှိရဲ့အဲ့ဒီဟာနဲ့ဆက်ပြီးတော့ visa process ကဆက်တော့ run သွားမှာပေါ့ကိုအော်အဲ့လိုဆိုရင်အင်းနောက်တစ်ခုကဘာလဲဆိုတော့ visa အဲ့စားစားရန်နေအစုံလုတ်ပေးပြီးတော့ဗီဇာ process ကဘယ်လောက်ကြာလဲဗီဇာရတဲ့အထိပေါ့နော်စားစားရန်နေတန်ယုံကိုတင်လိုက်တဲ့အချိန်ကစပြီးဗီဇာရတဲ့အချိန်ကဘယ်လောက်လောက်ထိကြာအာညီမတို့ကတော့နှစ်ပတ်ပဲကြာပါတယ်ဟုတ်နှစ်ပတ်နဲ့ညီမဗီဇာရခဲ့တာဟုတ်နှစ်ပတ်ဆိုတော့ okay အဲ့တော့ဟိုအရင်ဗီဒီယိုတော့အကိုတင်ပေးထားတယ်ပေါ့နော်ဒါညီမပြောတဲ့ဒီပေါ့နော်ဒီကလုံးပြင်ဆင်ပြီး guideline ပေးတဲ့ဒီအဲ့ page နဲ့ပတ်သက်ပြီးတော့တစ်ချက်ပြောပြပေးပါဦး အဲအဲ့ဒီအကူကကြတော့သူကညီမကို consulting လုပ်ပေးတာပေါ့နော်သူကကြတော့ဒီ public မှာလုပ်တာမဟုတ်ဘူး private မှာပဲလုပ်ပေးတာလုပ်ပေးပြီးတော့ညီမကိုသူကကူပေးတာပေါ့နော်ကူပေးတော့သူ့ရဲ့ guideline ရပဲညီမရှောက်လိုက်တယ်ပေါ့ရှောက်လိုက်တဲ့ချိန်မှာညီမဒီ visa ကိုရသွားတယ်ရသွားတော့အဲညီမတို့ကလည်းသူ့ကိုပြောတဲ့အခါမှာသူဒီ page ကိုလုပ်ပြီးတော့ public အနေနဲ့သူ consultant ပေးတယ်ပေါ့နော်အခုမှစပြီးတော့သူ run နေပေါ့ပေး ဟို public ကိုချပြီးတော့သူတို့ run ပေးနေ consultants လုပ်ပေးနေပေါ့နော်အညီမကတော့သူရဲ့အကူအညီ guideline အနေနဲ့ပဲညီမဒီ visa ကိုရခဲ့ရပေါ့နော်ရပြီးတော့ညီမရှောက်ခဲ့တယ်ရှောက်ပြီးတော့အခုညီမ Germany ကိုရောက်ခဲ့ရဖြစ်တယ်ဟုတ် okay အဲ့တော့လောလောဆယ်ကတော့ရောက်ခါစားဆိုတော့အဲ့တဲ့ထွေထွေးတော့ဟိုပြောတရားရှိမှမထူတကယ်လို့နောက်ပိုင်းပေါ်တော့အပြောင်းလဲတွေရှိတယ်ဗီဇာအဲရှောက်တဲ့အခါမျိုးတွေမှာအလုပ်ရတဲ့အခါမျိုးတွေမှာလဲအဲတစ်ချက် sharing လုပ်ပေးပါအောင်လို့နော်ဟုတ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ဘိုင်